ဇူလိုင်လ3ရက်နေ့ထိုကျမ်းစာရှိသည်များသည်ဖျားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍တိမောသေဩဝါဒစာဒုရယစာသောအခန်းကြီး3အခန်းငယ်16အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းကိုရေးဆွဲခဲ့သူများအနေဖြင့်အချုပ်အခြာကင်းသူများ၏အစိုးရတစ်ခုအတွက်ရည်ညွှန်းပြီးလူတိုင်းထိုအခြေခံစည်းမျဉ်းကိုနားလည်ကျင့်သုံးမှသာအချုပ်အခြာကင်းသောလွတ်လပ်သူများအဖြစ်အသိအမှတ်ပြုခံရနိုင်ပါသည် ထိုသူတို့အားလုံးမိမိတို့၏အခွင့်အရေးရပိုင်ခွင့်နှင့်အကန့်အသတ်တို့ကို သိရှိရန်လိုအပ်ပြီးအချိန်အနည်းရတရားခွင်ရောင်းတွင်လည်းညီလူညီမျှအခွင့်အရေးနှင့်ရပ်တည်နိုင်ပြီးတရားစီရင်ရေးတရားသူကြီးများသည်လည်းအဆိုပါအခြေခံစည်းမျဉ်းကိုလိုက်နာရမည်ဖြစ်ပါသည်။အခြေခံဥပဒေသည် နိုင်ငံတကာနိုင်ငံအတွက်အမြင့်ဆုံးဥပဒေဖြစ်တဲ့ကဲ့သို့တမာကျမ်းစာသည်လည်းဖျားသခင် အမြင့်ဆုံးဥပဒေသားဖြစ်ပါသည်။ထိုတမာကျမ်းစာတွင်ဖျားသခင်ကယ်တင်ခြင်းဆိုင်ရာအစီအမံနှင့် အတွန်တာရှိသည့်ဂရိတော်များပါရှိပါသည်။ယနေ့အတွက်စတောင်းကြအနန္တတကူတော်နှင့်အဖဖရာသခင်နေ့စဉ်နဲ့အများကျွန်တော်တို့ရဲ့နိုင်ငံနဲ့ကျွန်တော်တို့အားလုံးစိန်ခေါ်မှုအမျိုးမျိုးကြုံတွေ့ရပါတယ်။အဲဒါကြောင့်တမန်ကျမ်းစာကတဆင့်ကျွန်တော်တို့တယောက်ချင်းစီလိုအပ်တဲ့ဉာဏ်ပညာရှာဖွေမှုခွင့်ပြုတော်မူပါ။အာမင်။ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ပြန်ပါလဲ။ တခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ